စင်းနဲ့တဲ့တဲ့နောက်ကနာတော့တာဆင်ကြတဲ့ပြည်သက်တွေအလုံးကိုတာလီစားပါတော့ကန်ဆက်တာလိုက်ရပါတယ်ဒီကနေ့2025ခုနှစ်မေလ7ရက်နေ့ CNN ရဲ့တနက်တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်ဒီကနေ့နောက်ဆက်ရမယ့်သတင်းတွေကတော့ AA နဲ့ Bangladesh ရဲ့ဆက်ဆံရေးအပေါ်မြန်မာဘက်ကကန့်ကွက်မှုကို Bangladesh အစိုးရကပေးချခဲ့တယ်ဆိုတဲ့သတင်းအရကတက်တို့တမှုချုပ်စနီး ုစီတည်ထောင်ထားတဲ့ဂေါတမီရံခွင့်ကေဟာကိုဒုတိယမြောက်ကလင်းငယ်တူထပ်မံရောက်ရှိလာတယ်ဆိုတဲ့တဲ့။ဥလာဆုခါမခင်အောင်ကွယ်လန်သွားတာဟာရခိုင်တင်းရင်သားတွေနဲ့အာရခတ်တပ်တို့အတွက်ဆုံးချုံမှုကြီးတစ်ခုဖြစ်တယ်လို့ပြောဆိုလာတဲ့တဲ့။ငလျင်ကျန်းဥပ္ပိုလ်အချင်းထောင်မှာကျင်းသူအချင်းသား60ဆိုတဲ့ဆုံးခရရတယ်ဆိုတဲ့တဲ့တွေကိုကြားမှလည်းဖြစ်ပါတယ်။ဒီကနေ့ပထမဆုံးအနေနဲ့ကြားမယ့်တဲ့တင်ကတော့ AA နဲ့ဘင်္ဂလားဒေ့ရှ်ပြည်ဆက်ဆံရေးအပေါ်မြန်မာဘက်ကကန့်ကွက်မှုကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကပေးရှားခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ်။ဘာရကတ်တူ UNAA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြားဆက်ဆံနေမှုအပေါ်ကိုစစ်ကောင်စီကကန့်ကွက်မှုဆောင်ခဲ့တာကိုဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကပေးရှားလိုက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသတင်းဌာနတွေမှာရေးသားဖော်ပြထားပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မိမိတို့နိုင်ငံရဲ့အကျိုးစီးပွားကိုကာကွယ်မြင့်တင်ဖို့လိုအပ်တယ်လို့ယူဆရင်ဘေးအဖွဲ့စည်းနဲ့မဆိုဆက်ဆက်ဆောင်ရွက်တမ်းမှာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကသတင်းထောက်တွေကိုပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။နောက်ပြန်ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအချုပ်ချာအာဏာပိုင်နိုင်ငံတကံဖြစ်တဲ့အတွက်မိမိတို့နိုင်ငံအကျိုးစီးပွားအတွက်အလိုရှိတဲ့သူတွေနဲ့ကြီးကြပ်ဆက်ဆံမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလအတွင်းမှာအာရခတက်တော် UNLA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့နှစ်ဖက်တိုက်ဆက်ဆံနေမှုတွေကိုကန့်ကွက်စွာပေးပို့ခဲ့တာရှိခဲ့ပြီးတော့အဲ့ဒီလိုကန့်ကွက်စွာပေးပို့တဲ့နောက်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကအခုလိုတုံ့ပြန်ပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံယာယီအစိုးရအနေနဲ့လက်ရှိမှာလွတ်လပ်တဲ့နိုင်ငံရှားရဲမှုဝါဒကိုအကောင့်ထည့်ဖို့နေပြီးတော့လက်ရှိနေဆက်ဖြစ်တဲ့ထိန်းချုပ်မှုဟာဒီလက်ထက်မှာရှိနေတာဖြစ်တဲ့အတွက် နေဆက်ပြဿနာကိုနေမြထင်းချုပ်ထားတဲ့သူနဲ့သာအဆက်အသွယ်လောက်ရမှာဖြစ်တယ်လို့လည်းဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးခါလီလာယာမန်ကတည်ထောက်တွေကိုပြုဆွထားခဲ့တာလည်းဖြစ်ပါတယ်အဲဒါကြောင့်ဘင်္ဂလားဒေ့ရှ်အနေနဲ့အရကတ်တူ UNLA နဲ့အထူးတဆဆန်နေမှုကိုပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းဆိုထားပါတယ်တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စစ်ကောင်စီနဲ့ဆက်ဆံရေးကိုလည်းပြောင်းလဲသွားမှာမဟုတ်ဘူးလို့ကုန်သူရေးအပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလာရောက်ခိုးလိမ်နေကြတဲ့မွတ်စလင်ရိုဟင်ဂျာကိစ္စတွေအတွက်ကိုလည်းစနစ်နေဖို့ဆက်လက်ပတ်သက်နေအောင်မှာဖြစ်တယ်လို့လည်းဆိုရပါတယ်။ဒါအပြင်ပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုအပ်နေရင်ပြည်ပေါင်းစုံနဲ့အဆက်အသွယ်ပြုလုပ်ရမှာဖြစ်ပြီးတော့ဒီလိုသာပတ်သက်ဆက်နွယ်မှုမရှိဘူးဆိုရင်ပြဿနာကိုလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့လည်းသူကပြောဆိုထားပါတယ်ခင်ဗျာ။ ဆက်လက်ကြားမှာကတော့အာရကတ်တက်တမှုချောက်ဇနီးဦးစီးတည်ထောင်လာတဲ့ကုဒမီရခိုင်ကရကိုဒုတိယမြောက်ကလင်းငယ်တို့ထပ်မံရောက်ရှိလာတဲ့ဆိုတဲ့တဲ့ကိုကြားမှာလည်းဖြစ်ပါတယ်။အာရကတ်တက်တမှုချောက်ကိုချောက်ထွန်းမြတ်နိုင်ဇနီးဒွန်နင်းစာပြူဦးစီးတည်ထောင်လာတဲ့ကုဒမီရခိုင်ကရမှာဒုတိယမြောက်သားလက်တယောက်ထပ်မံရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။လက်ရှိရောက်ရှိလာတဲ့ဒုတိယတန်းငယ်လေးဟာအရေးပြယောဂအပါအဝင်ရေကျန်းအသက်ရှူရခက်တဲ့ယောဂဝတ္တနာတင်နဲ့ခန်းစားရပြီးတော့ရောက်ရှိလာတာဖြစ်တယ်လို့လည်းဆိုထားပါတယ် အဲ့ဒီယူကဟိုရီနာခန်းစားနေရတဲ့ကလင်းငစ်ကိုကိုဒမီရဲ့ခွဲအနေနဲ့ဆရာဝန်ကြီးတွေရဲ့ညံကြားချက်အရကလင်းငစ်ကိုတည်တည်ရှိရှိကယူစိတ်ဆက်ဆောင်မှုတွေပေးထားတယ်လို့လည်းဆိုပါတယ်ဒီကိုဒမီရဲ့ခွင်ကိုတီထောင်ထားတာဟာလေလာကျော့အထိကြံမြင့်နေပြီးဒါလည်းဖြစ်ပြီးတော့အစီအစဉ်တစ်ခုခုမှာအကြောင်းမျိုးမျိုးကြောင့်လည်းမြို့ရခွင်ပြတ်ဆုံးသွားရတဲ့ကလင်းငစ်တွေကိုမိတွေ့တော့ကိုဒမီလို့မြင်မြတ်တဲ့မြစ်တာစေဝိညာဉ်နဲ့ခန်းစားတက်ဝင်ပြီးတော့ကလေးတွေအပေါ်မှာလင်းနေတဲ့အတိတ်ပဲမြစ်တာတရားနဲ့ အနာဂတ်တွင်ပျောက်ဆုံးသွားရအောင်ပြုစုစောင့်ရှောက်ပေးနိုင်ဖို့အတွက်သူ့အနေနဲ့ထူထောင်ထားတာဖြစ်တယ်လို့လည်းဒိုနက်ဆာဘူကပြောဆိုထားပါတယ်။ဒါပြန်ဂိုဒမီရဲ့ခေါ်ခေါ်ရောက်လာတဲ့ကလေးငယ်တွေအနေနဲ့သူ့ဘဝရဲ့နောက်ခံအကြောင်းအရာဘယ်လိုပဲရှိနေပါစေဂိုဒမီရဲ့ခွင်မှာလာရောက်ခိုလုံတဲ့အခါမှာမေတ္တာလုံခြုံမှုအပြည့်နဲ့တောင်းဝန်ယူပေးသွားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဂိုဒမီရဲ့ခွင်ကိုရောက်လာတဲ့ကလေးငယ်တွေကိုလည်းလူမျိုးပတ်တာခွဲခြားတာမရှိပဲ မြစ်တက်တရားနဲ့စောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့လည်းဆိုရပါတယ်ခင်ဗျာနောက်တဲ့တဲ့ပုံနေနဲ့ဆက်လက်ကြားမှာကတော့ဥလဆောခမန်ခန့်အောင်ကွေလန်သွားတာဟာရခိုင်တင်းရဲသားနဲ့အရခတ်တက်တို့အတွက်ဆုံချုံမှုကြီးတစ်ခုဖြစ်တယ်လို့ပြောဆိုလိုက်တဲ့တဲ့ကိုကြားမှလည်းဖြစ်ပါတယ်ရခိုင်ဝိုင်းရနိုင်ငံရဲ့တမန်လေးဖြစ်ကြပြဆရာကြီးလေးဖြစ်တဲ့ဥလဆောခမန်ခန့်အောင်ကွေလန်သွားခဲ့ရတာဟာရခိုင်တင်းရဲသားတွေနဲ့အရခတ်တက်တို့အတွက် ဆောင်ချုံမှုကြီးတစ်ခုဖြစ်တယ်လို့ TNL ကပြပေါ်လာတဲ့သတင်းလွှမ်းမှာရေးသားဖော်ပြထားပါတယ်။ဥလဆုခမခိုင်အဟာပြီးခဲ့တဲ့မေလ9ရက်နေ့မှာကက်ဆာယောဂာနဲ့စကုတခန်နီယာကလည်းကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးတော့သူကွယ်လွန်သွားတဲ့အချိန်တည်းဥလဆုခမခိုင်အဟာအာရခတ်တတော် UNAAC မှာနိုင်ငံရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိဆေးရနာရှုံရင်ရဲ့အတွက်အစဉ်ကြိုးပမ်းနေပြီးရခိုင်နာခတ်လူမျိုးတွေအပေါ်အာရခတ်အမျိုးသားရဲ့စစ်တပ် ကျိုးစားမြင့်တန်တာနဲ့ရက်ကတာလမ်းစဉ်ကိုကင်ဆယ်ပြီးတော့ခိမှုဖက်ပြတိုးတက်တဲ့အာရကပြည်ကိုပုံဖို့ဖို့ဂျိုပန်တီဆောင်နေတဲ့ကာလမှာမူဝါဒပိုင်းဆိုင်ရာကိုဦးဆောင်ပေးနေတဲ့အဓိကခေါင်းဆောင်တဦးကိုဆုံးချုံလိုက်ရတာဟာရခိုင်တင်ရင်သားတွေနဲ့အာရကတက်တော် UNLA အဖွဲ့အစည်းတဲ့တံဖို့မပြတ်တဲ့နဲ့ဆုံးချုံမှုကြီးတရားဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်ဦးလှဆိုရဲ့ရခိုင်လူမျိုးနဲ့အာရကပြည်သူတွေပုံမှန်ထားတဲ့မျိုးချစ်စိတ်တဲ့ဟာ ိနေမှုဘွားကနေလွမ်းမြောက်နိုင်ဖို့အတွက်တိတ်ပိုးဝင်တိုလန်နေကြတဲ့အဖွဲ့အစည်းတွေအလုံးအတွဲစံပြပုံကုတ်တူလေးဖြစ်တယ်လို့လည်း DNA ကပြောဆိုထားပါတယ်။ဦးလာစွာ1969ခုနှစ်စစ်မှုတက္ကသိုလ်ကျောင်းသားဘဝကတည်းကပဲနိုင်ငံရေးတွေထိမှပါဝင်လှုပ်ရှားခဲ့တဲ့အတွက်ကျောင်းနှစ်နှစ်တာထုတ်ပြန်ခြင်းကိုလည်းခံခဲ့ရပြီးတော့1989ခုနှစ်မှာထောင်ဒဏ်9နှစ်တကြိမ်1988ခုနှစ်မှာထောင်ဒဏ်10နှစ်တကြိမ်စသဖြင့် ်ဆေးရနာကျင်ဆက်စီမှာအကျဉ်းချင်းဖန်ဆီးအကျဉ်းချတာကိုခံခဲ့ရတဲ့လူဦးလေးဖြစ်ပါတယ်။အဲ့ဒီလိုအကျဉ်းချင်းဖန်ဆီးအကျဉ်းချတာညပတ်နှိပ်စက်တာဖိနိတာတို့ကိုဥမညံ့ပဲရခိုင်မျိုးသားရဲ့ဖောက်ကျွတ်တိုးတက်တဲ့အနာဂတ်အရခပြည်တိဆောက်ရဲ့အတွက်ကိုနိုင်ငံရေးသမားဇာယီစီယာကပြစီယာခရစ်တိုကိုစလီနဲ့ UNAA နိုင်ငံရေးမှူးဆိုတဲ့မြင့်မြတ်တဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့ပြီးတော့အရခပြည်နဲ့ အမျိုးပေါ်မှာတန်ဖိုးထားရှင်းမြန်းလို့မှုကိုလည်း TNL ရဲ့အနေနဲ့ထားဝဇယ်ကွန်ပျူတာမှတ်တမ်းတင်ထားမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဥပလာဆိုတာ1953ခုနှစ်မေလ20ခုနှစ်ရနေ့မှာမြောက်ဦးမြို့နယ်ဖောက်ခန့်ဦးအင်္ဂလဆန်မိခင်ဂျိုဆန်သာပြူရွက်ကနေမွေးဖောက်ခဲ့တာဖြစ်ပြီးတော့သူကိုယ်နဲ့ချိန်မှာတော့အသက်ခနဲ့7နှစ်ရှိနေပြီလေဖြစ်ပါတယ်ခင်ဗျာ။ ဒီတဲ့တင်တဲ့ထောက်လွယ်မှုရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကြားမှာကတော့ငလျင်ကြဥပ္ပိုလ်အချက်ထောင်မှာအကျဉ်းသူအကျဉ်းသား60ဆိုပြေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုကြားမှာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ match လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငလျင်ကြမန္တလေးဥပ္ပိုလ်အချက်ထောင်တစ်ခုတည်းမှာပဲအကျဉ်းသူအကျဉ်းသား64ဦးထဲမှနေပြေဆုံးခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဒီနေ့မှာသတင်းထုတ်ပြန်လာပါတယ်ဒီပြေဆုံးခဲ့ရတဲ့အကျဉ်းသူအကျဉ်းသား64ဦးထဲမှာတော့ နိုင်ငံရေးအကျဉ်းသား78ဦးနဲ့နိုင်ငံရေးအကျဉ်းသူ23ဦးစုစုပေါင်းအကျဉ်းသားအကျဉ်းသူ41ဦးကလည်းသေဆုံးခဲ့ရတာဖြစ်ပြီးတော့အဲ့ဒီတည်းကအကျဉ်းသူ9ဦးမှာကိုဝန်ဆောင်မိခင်နေဖြစ်ကြတယ်လို့လည်းဆိုပါတယ်သေဆုံးခဲ့ရတဲ့ကိုဝန်ဆောင်မိခင်9ဦးတည်းကမနွေနီဝဲဟာငလျင်လှုပ်ခတ်ခဲ့တဲ့တန်းကြောင့်ဝမ်းထဲမှာရှိနေတဲ့ကလင်းငင်ဟာနှလုံးမခုန်တော့တာကြောင့်ထောင်ပြန်စည်းရုံကိုထွက်ပြီးတော့စေကူတာခွင့်ရဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ထောင်အနာပင်တို့ကအေဘီလတ်စစ်လျက်နေ့မှသာ ထောင်ပြန်စီရင်ကိုပို့ဆောင်ခဲ့တာကြောင့်ဆရာဝန်တွေအနေနဲ့လည်းဝန်ထဲမှာတည်ဆောင်ခဲ့ရတဲ့တည်ထောင်ငွေကိုထုတ်ယူပေးနိုင်ခဲ့ပေမဲ့မိခင်ရဲ့ဝမ်ပိတ်သားအိမ်အတွင်းမှာပိုးဝင်နေပြီဖြစ်တဲ့အတွက်မိခင်မှာအသက်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ဆိုထားပါတယ်။အဲဒီလိုမနနီဝဲအနေနဲ့အသက်ဆုံးရှုံးသွားခဲ့ရတာကိုမိသားစုဝင်တွေအနေနဲ့ဒီနေ့ဒီချိန်ထိမသိရတဲ့အတွက်မိသားစုအနေနဲ့လည်းဗုဒ္ဓဘာသာဒလိထုံးစံအရာရက်လက်ဆွန့်ကျွတာကိုပဲဒီနေ့အချိန်ထိပြုလုပ်ခွင့်မရသေးတဲ့အပေါ်မှာ PPNM အနေနဲ့လည်းအထူးစိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါတယ်။အဲဒါကြောင့်နိုနီမဲအပါဝင်ထောင်ထဲမှာနောက်ထပ်လူမသိသူမသိတွေဆုံးခဲ့ရတဲ့အကျဉ်းသားအကျဉ်းသူတွေမရှိလာအောင်အကျဉ်းထောင်တွေကိုစောင့်ကြည့်ကူညီမှုတွေလောက်ဆောင်ပေးဖို့အတွက်လည်းအထူးလိုအပ်နေတယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်လွယ်လပ်တဲ့အခွင့်အရေးတွေဖြစ်ကြတဲ့ ICRC, HRW, AI အခွင့်အရေးအနေနဲ့လည်းစစ်ကောင်စီနဲ့အကျဉ်းဥစည်းဌာနတွေကိုအကျဉ်းသားတွေအတွက်စစ်မှန်ရေးဆက်ဆံမှုအပြည့်အဝပေးရတဲ့ပတ်သက်ပြီးထိရောက်တဲ့ PRP တုံ့ဆုံမှုတွေကို ကျင့်ထောင်တွေအတွင်းမှာတည်ဆုံခဲ့ရတဲ့အကျဉ်းသူအကျဉ်းသားတွေရဲ့ကိုစား PPNM အနေနဲ့လေးနွယ်တိုက်တန်းတောင်းဆိုရဲလို့လည်းဆိုထားပါတယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့ match လ28ရက်နေ့နေ့တနာယူဝမ်းကျင်အချိန်ဟာမန္တလေးအုပ်ဘုအကျဉ်းထောင်မှာရှိတဲ့အကျဉ်းသားတွေကိုစံပိုက်ချိန်ဖြစ်နေခဲ့တဲ့အတွက်အခုလိုတည်ဆုံမှုပုံမှန်ပြခဲ့တာဖြစ်တယ်လို့လည်းဆိုထားပါတယ်။နိုင်ငံတော်လုံးအနေနဲ့ဒီငလျင်လှုပ်ခတ်မှုကြောင့်တိကျတဲ့အရရရှိခဲ့ရတဲ့နိုင်ငံရဲ့အကျဉ်းသားအကျဉ်းသူ140ကျော်ထိရှိခဲ့ပြီးတော့ အတိတ်တကနိုင်ငံရဲ့အကျဉ်းသား၄ဦးကတော့ကိုလဲအင်္ဂါဆောင်းချုံတာတို့ရှိခဲ့ရတယ်လို့လည်းဆိုထားပါတယ်။လက်ရှိမြန်မာနိုင်ငံတဝန်းလုံးအနေနဲ့ငလျင်လှုပ်ခတ်မှုကြောင့်သေဆုံးသူ3900ကျော်ရှိတယ်လို့သတင်းဌာနတွေရဲ့ထုတ်ပြန်ချက်တွေကလည်းတဆင့်သိရပြီးတော့ဒီသေဆုံးခဲ့ရတဲ့အရေအတွက်ထင်းမှာအကျဉ်းထောင်ထဲမှာသေဆုံးခဲ့ရတဲ့သူတွေမပါသေးတဲ့အတွက်ခက်ပုံခဲ့ဖို့လိုအပ်နေသေးတယ်လို့လည်း PPNM ကပြောဆိုထားပါတယ်ခင်ဗျာ။ ကျွန်တော်တို့ CNN သတင်းဌာနရဲ့ Donate Radio ထုတ်လွှင့်မှုကိုဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရဝတ်ပြုအပ်ပါတယ်။နောက်နေ့တွင်မှလည်း CNN ကတင်ဆက်ပေးတဲ့ Donate သတင်းတွေကိုနားဆင်မယ်ဆိုရင် CNN ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်သလို YouTube, Telegram, Xnet, TikTok တွေမှာလည်းနေ့စဉ်စောင့်မျှကြည့်ရှုနိုင်ပါကြောင်းသတင်းကိုပါအပ်ပါတယ်ခင်ဗျာ။